ထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ဆန်ကလာပိုရီခရိုင်မှာမြန်မာနိုင်ငံသားတွေကိုတင်ဆောင်လာတဲ့ပစ်ကတ်ကားဟာအစစ်အစေးမခံဘဲမောင်းပြေးပြီးတောဆက်အရောက်မှာရေမောင်းထွက်ပြေးခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံသား18ဦးမလ21ရက်နေ့မနက်ပိုင်းကဖမ်းဆီးခံရတယ်လို့သိရပါတယ်။ကချနာပူရီပြည်နယ်ဆန်ကလာပူရီခရိုင်ကတောင်ဝင်းရှိသူတွေဟာမလ21ရက်မနက်7:00နာရီခွဲခန့်မှာ တောင်ဖန်ဖုံးခရိုင်ဘက်ကိုဦးတည်သွားတဲ့လမ်းအမှတ်323လမ်းပေါ်မှာတန်တရားဖြစ်ဖွယ်ပိကက်ကားတစ်စီးကိုတွေးရှိခဲ့ပြီးရက်တန့်အစစ်ဆေးဖို့အချက်ပြပေမဲ့အစစ်ဆေးမခံဘဲရင်မောင်းကမောင်းပြေးသွားခဲ့တယ်လို့သိရပါဗျ။တောင်ဝင်ရှိသူတွေကမောင်းပြေးတဲ့ရင်နောက်ကိုလိုက်လံဖမ်းဆီးရာဆန်ကလာဘူရီခရိုင်နှုံလူခရိုင်ကွင်ကြေးရွာသုံးမှာရှိတဲ့နမဲကျော်အပန်းဖြေစခန်းအနီးမှာပိကက်ကားဟာ တောင်ထူထက်တဲ့နေရာကိုရောက်ရှိပြီးရင်ကိုတီးကြနေရာတစ်ခုမှာဆွန့်ပစ်ပြီးရင်မောင်းဟာထွက်ပြေးတင်းရှောင်သွားတယ်လို့သိရပါတယ်။အဆိုပါမော်တော်ယာဉ်ထဲမှာတရားမဝင်ဝင်ရောက်လာသူမြန်မာနိုင်ငံသားအမျိုးသား၃ဦးအမျိုးသမီး၁၄ဦးအဲ့ဒီမှာအသက်တစ်နှစ်သားရှိသေးတဲ့ကလေးငယ်တဦးအပါအဝင်ကလေးငယ်၆ဦးပါဝင်တယ်လို့သိရပါတယ်။ဖန်စီခံမြန်မာနိုင်ငံသားတွေကိုတောင်ဝင်ရှိသူတွေကဆင်မေးရာ တရားမဝင်ဝင်ရောက်မှုအပေါ်ဝန်ခံခဲ့ပြီးအလောက်ကိုင်ရှာဖွေဖို့ကူညီပေးမယ်လို့ဆိုပြီးတအုပ်ကိုဘတ်သက်တောင်းစီပေးခဲ့ရကြောင်းအဆိုပါမြန်မာနိုင်ငံသားတွေကိုစံခလာဘူရီရဲ့စခန်းကိုခေါ်ဆောင်သွားကြောင်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျာ